အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ PDF တွေတောင်းကျမ်းလွန်လို့နှစ်ထုတ်နေတဲ့ကြေးရွာသူကြေးရွာသားတွေရဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်။လူစိတ်ငဲနေမှာမရှိဘူး။ညလုံးကနေဒီဝေရောင်နောက်ကနေဝေရောင်မောင်းရဲ့ရဲ့ဝေရောင်မောင်းလဲတော့ဒီကောင်းချင်တယ်ဒီလိုငါနဲ့ပတ်တယ်ခေါင်းကလာမြုပ်လိုက်ပြီးရော။ဒီလူတွေကတော့အားလုံးတော့တန်ခြင်းမရှိဘူး။အေးဝေါ့ဝေါ့ကောင်တော့ဒါဆို ဘုဘုဘုချိန်နေသားကိုကြာလို့နေဒီဆက်နေတာသူကကြခွေးဝင်ကြလို့ဝင်ကြဒီလူမှန်မြဒီတိုင်းဝင်ကြတယ်ဒီတိုင်းခေါက်တယ်တနတ်ဒီမှာဘာမှမရှိဘူးလက်နဲ့မရှိဘူးစက်မှာခေါင်းဆောင်ကုန်ပြီဒီလိုစားတယ်ရှိရင်ဘာလဲသွားလာစီချောင်းမတော့ပြစ်စက်မှာလေစီချောင်းမှာတော့ခေါင်းကြည့်တာချက်ရတယ် ကြောင်းလာတော့ညာရမိကိုကုတ်ညာရမျိုးကြီးလာမဆောင်ရဲဘူးစကြောင်းလာလို့ချင်းဒီလူတွေမှာဆောင်ရတာစကြောင်းလာလို့တော့ဒီဘောလုံးပြတာဆင်းရစကြောင်းလာအေးမကြည့်လို့မဆောင်ဘူးဒီလူတွေလို့လို့မဆောင်တာလေစကြောင်းလာတော့ကျိုးကြည့်တယ်စကြောင်းလာတော့ကျိုးကြည့်တယ်စကြောင်းလာတော့ကျက်ကနေပြစ်တော့မဆောင်ဘူးမင်းတို့ပိုင်ထိုင်တယ်မှာဒီကတွေးထားတယ်ချင်းမနဲ့ကောထုံးကိုထွက်တည်တယ်ဟဲ့အောင်လေဘာစကြောင်းလာတော့မဲအခုမဲရဲ့မျိုးစုံတွေလား ခွေ့တာလားဝေးတယ်မိကဲနောက်မှာတမျိုးကဒီတိုင်ဒီတိုင်ပဲတိုင်ဒီတိုင်အဲ့ကြောင့်ဒီကကလေးတွေရေပေါ်တော့ပေါ့တောင်းတော့မဟုတ်လေဒီကြီးတဲ့လူကိုပရင်းထားနေကြုံနေဒါဒီတဲ့တော့ဒီတဲ့တော့မထားခဲ့နဲ့ပြောခွာတော့ ဇုံရောက်မှာဇုံမလို့လို့လို့ခေါ်တာကွာဒီမှာတော့မထခင်နဲ့ဘယ်သူမှမထခင်မခိုက်ဘူးကျွန်တော်တို့သူတို့ကိုကြောက်နေရတာစစ်တမ်းမကြောက်ဘူးသူတို့ကြောက်တာကျွန်တော်ကောင်းမမရကြပြီ အချင်းပြတနထဖောက်လိုက်မှန်းခွဲလိုက်နဲ့ထထုတ်တော့မှမရဘူးအကုန်လုံးနာပါမပါဒီကောင်လေးကိုမင်းကိုချင်းလို့ဖြစ်နေအကုန်လုံးနာခေါ်သွားခေါ်လာပါဇုံမဘလို့နေနေအဲဇုံရောက်မှလာရှင်ကျွန်တော်တို့ဒီမှာတော့မထခဲ့နေတော့ဘလို့ရနေလဲကျွန်တော်တို့ကလာဒီမှာတော့မကြိုက်ဘူးဆရာတော်ကဒီလိုအဖွဲလိုက်ကြည့်ရောက်လာပြီးမှဒီလိုထပစ်ခဲ့ရင်ကျွန်တော်တို့ကပို့ဆူမှာပေါ့ဒီကောင်လေးလာတော့ငါတို့ဘာမှမတွေ့ရမထီရဲဘူးဒီကောင်လေးဘာကောင်းလေးလို့ပြန်ကြံအောင်ပါပဲ၃နိုင်ဒီနေရသူပဲဒီပါလို့ အတို့မှတညာလုံးအရာတွေဘူးပြောက်မှာမဟုတ်ဘူးဟုတ်ကဲ့ဒီတော့ရှင်လားလုံးမလုံးလဲစဉ်းစားနေရတာကြောက်နေရတာပဲပီဒီအက်ဆုံးမှုနဲ့မြန်မာပီဒီအက်ကိုကြောက်နေရတယ်ဆိုတော့ကချက်စီရအောင်ကောင်းတယ်တကယ်လည်းပြောမှာဒီပြည်ကကိုပဲလိုက်ကြောက်။ဒီသူတွေညာရင်တော့ထိတ်တုံးခါတယ်သူတို့ကဘူးယူတော့စာချမ်းနေကြတော့ဘဲကောင်းမှဘာမှမလို့ရဲဘူး။ ုံဆိုတဲ့ဟာမှာတော့လောက်ကြီးပြပါဘူးခလေးကြီးဟုတ်ပါဘူးအခုပြောလို့တော့ဆရာတို့ကျွန်တော်တို့ပြည်သူတွေကိုငဲ့ကြည့်အောင်ကျွန်တော်တို့ကဘလို့မှကိုမနေရတာချောင်းသိမ်းနေတာအခုယောက်ျားလေးနဲနေတာကြည့်ယောက်ျားလေးတော်တော်များများအကုန်ပြည့်ရတာဘူးမှမနေရဘူးများခဲ့ပြီလေအဲ့ဒါကြောင့်ခန်းထားလာလဲတွေ့ကြည့်အောင်ကျွန်တော်တို့ပြည်သူတွေရဲ့မျက်နှာကိုငဲ့သွားပါအောင်ဟိုကအနည်းစုပါကျွန်တော်တို့ကအများစုပါကျွန်တော်တို့ပြည်သူကတာမလက်နဲ့လက်မရှိဘူး ီမပြောနဲ့ရမ်းမုံတော်ပြူသူတို့မှကြဘပပောက်နေပြန်တယ်ပြီးသူရဘာမှလုံးမပြောဘူးပြတ်တယ်လေပြစ်ရတယ်ခေါ်တာပဲပြစ်တယ်ပြန်မှတော့ဟွာပြစ်တယ်ဆက်လို့ဖြစ်တာဆက်တော့အဲ့လိုဖြစ်နေတာမို့ကြောင့်ပြန်ပြီးဆက်ပြီးတော့မင်းကြီးကလည်းညနေနဲ့ညပြီးပြီးတော့ကျွန်တော်တို့ပြန်လာတော့ကားပါတယ်နော်ကျွန်တော်တို့ဆက်ပြီးတော့မှာကပြန်လိုက်မယ်အခုဥပ္ပယ်လည်းကျွန်တော်လည်းဆက်ပြီးရှိနော်အဲ့တော့ကတော့ရေဘွား ်တော့ဒီကနေ့အတန်ကြီးပြန်ကြနေအောင်နော်အဲ့တော့ဘုံဘုံဝင်ကြည့်လို့ရှိရင်ပြောပြလို့ရတယ်ရာနဲ့ကြည့်လို့အဲ့ကြည့်လို့ရမှာငွေဘုံတောင်းကြည့်လို့ရမှာခါတဲ့ငွေဘုံကြိုက်တယ်လို့ဖတ်ဒီကမှာတောင်းဖို့ဆက်တဲ့အဝိဇ္ဇာမကမကြောက်စားတော့ဘူးဟုတ်တာပြောတာကြည့်လို့မရဆုံးပြတယ်ဘုရားဖြစ်နေလို့နေပြီးတာကြမှာသူတို့ကပြတာမဟုတ်ဘူးကြည့်ရအဲ့ကဘုမောင်အဲ့ကကျွေးယူပြီးကမှာဝတ်တေကိုဝဲ 哎呀，我啥说的？我哪买的？我买的。我买的。爸，爸的鸡呀！爸，爸，开单子了。爸，开单子了。哎呀，有哎，有的哎，就不去了嘞。爸，我们去不上，去不了嘞。原地来，我们知道吗？ 咋啦？咱大年看的好啥不？啊，咱咱大爷也忙，咱大爷忙过多来了几年嗯，你都来过，到这个到哪年去的？他那都是人家的。

ရွေးကောက်ပွဲရလဒ်အရထွက်ပေါ်လာသည့်အစိုးရကိုဒီမိုကရေစီစံနှုန်းများနှင့်အညီလွှဲပြောင်းပေးမည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကယနေ့ကျင်းပနေသည့်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ၁၀နှစ်ပြည့်နှစ်ပတ်လည်ခမ်းနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည် ပြောကြရာတွင်မြန်မာနိုင်ငံတော်အရာကြီးတမရနိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအနေဖြင့်နိုင်ငံတော်တာဝန်လွှဲပြောင်းယူစဉ်ကတည်းကအခက်အခဲပေါင်းများစွာကြားမှဦးစားပေးလှူဆောင်ရမည့်တာဝန်များကိုအစဉ်လိုက်ချမှတ်ကာဆောင်ရွက်ခဲ့သည်ဟုပြောကြသည်။ရွေးကောက်ပွဲကာလများတွင်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကိုလည်းတွက်ဆပြီးလုံခြုံရေးကောင်းမွန်အောင်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သလိုတက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းများကလည်းပူးပေါင်းပါဝင်ပေးကြဖို့လည်းပြောကြသည်။ တိုင်းရင်းသားများ၏လိုလားချက်ကိုဒီမိုကရေစီနည်းလမ်းကြဆောင်ရွက်ပေးနိုင်ရန်နိုင်ငံရေးခင်းချင်းဖြစ်သည့်လွှတ်တော်ထဲတွင်တိုင်းရင်းသားကိုယ်စားလှယ်များစုံစုံလင်လင်ရောက်ရှိလာရန်လိုကြောင်းလည်းပြောပြီးထို့သို့ရောက်ရှိရန်အတွက်ရောနှောထားတဲ့ကိုယ်စားလှယ်အချို့ကျစနစ်မန်ဖြစ်ကိုလည်းရဒီကောက်ပွဲတွင်ကျင့်သုံးမည်ဖြစ်သည်ဟုလည်းပြောကြသည် ထို့ပြင်လွတ်လပ်ရေးရပြီးအချိန်မှစပယောဂအမျိုးမျိုးကြောင့်တိုင်းရင်းသားပြည်သူများဒုက္ခဆင်းရဲကြုံတွေ့နေရဆဲဖြစ်ပြီးတိုင်းရင်းသားပြည်သူတရလုံးအနေဖြင့်တဦးနဲ့တဦးစိတ်ရှည်တီးခံပြီး NCA လမ်းကြောင်းပေါ်တွင်စီးလုံးညီညွတ်စွာဖြင့်အနာဂတ်တွင်တနိုင်ငံလုံးထားဝါရငြိမ်းချမ်းရေးရရှိဖို့အာတုံခွန်ဆိုင်အတူတကွဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားခဲ့သည်